်ဆရာသူရဲ့တရားဥပဒေမဲ့နောက်ချင်းတိုင်းလုံနေတဲ့အပေါ်မှာကျွန်တော်တို့လာပြီးတော့ဆန္ဒပြကြည့်ဖြစ်ပါတယ်မနေ့တည်းကပဲကျွန်တော်တို့နိုင်ငံမှာ68မျိုးဆက်ကျောင်းသားတွေနဲ့ကျောင်းသားလူငယ်တွေကိုဥပဒေမဲ့ချိန်တိုင်းချပြီးတော့နာဖဆေးအုပ်စုက20000တန်းနဲ့ထားလိုက်တဲ့ပုံမှာ ကျွန်တော်ကိုရီးယားနိုင်ငံမှာရှောင်းနေတဲ့မြန်မာနိုင်ငံသားတွေကအဲ့ဒီလောက်ရောက်ကိုတင်းပြထန်ထန်ကောက်ခွဲစန့်ကျင်ရှောက်ချဖို့အတွက်ဒီကနေ့စစ်တပ်ရောရှေ့မှာလာပြီးတော့ဆန္ဒပြတယ်ရောမတ်တယ်ယူနိုက်တက်ဒ်လောက်နေပါတယ်လို့မဇက်ကသူတွေတွားနေပြီမြန်မာ क्यों बात क्यों बात मजा आता है क्या वे 这里面跟上的，他们为什么的？